ားလုံးမင်္ဂလာပါဗျာ။ Priya for Priya Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ထားပါ။ကျွန်တော်ဟိုဗျာပြတော်မှာကတော့ဆရာရှိုးတော်ဟိတာထားတဲ့ယူပနန်တီ၊ယူပကလျာတီဆိုတဲ့စာအုပ်လေးရဲ့အခန်းစနစ်ပဲဖြစ်ပါလေ။အခန်းစနစ်။ကျွန်တော်အခန်းတို့ပြန်ရတယ်။ကျွန်တော်ဒီအိယာပေါ်တော့လဲလျက်တွေ့ကြုံရတော့အဖြစ်အပျက်တို့သည်ထူးဆန်းလာသည်ဖြစ်၍စိတ်တွင်မဝေခွဲနိုင်ဖြစ်လျက် နေနီအဖုံဖုံစဉ်းစားကရှိနေတည်။ဘီမသည်အကယ်ပင် လူသားစင်စစ်ဟုတ်ပါ၏လော။လူသားစင်စစ်မဟုတ်ခဲ့လျင်မိတိပုံမှအလိုက်ရောက်၍ကျွန်ုပ်အားလိန်လေပြောဆိုခြင်းကိုပြုပါသည်။လူစင်စစ်ဖြစ်ပါလျင်လည်း၎င်းပြောသည့်အတိုင်းနှစ်ပေါင်း2000ကျော်တိုင်အောင်တည်နေခဲ့လျက်ဂေါရမမြတ်စွာဘုရားလက်ထက်တော်ကိုပင်မိခဲ့သည့်လက္ခဏာနှင့်ပြောဆိုသည်မှာအကယ်ပင်ဟုတ်ပါ၏လော့ အကယ်ဟုတ်ခဲ့ရင်ဤရဲ့နိုင်နေနိုင်သောလူရိုင်းမိမာတယောက်တည်းထိုအဖြစ်ပြများကိုအပေကဲ့သို့အသိရှိနိုင်ပါတည်း။အကယ်ပင်ပြောသည့်အတိုင်းမှန်ခဲ့ပါလင်အမည်2000ကျော်သုံးတော်ခင်မရမအိုပဲမနာပဲမတီးပဲနေတိုင်းဒီနည်းကိုအပေမှာတွေ့ပါသည်နိထိုနည်းမှာယခုဝင်ရှိနေသေးသောစသဖြင့်စဉ်းစားရပါဘယင်မဤအစင်းလှပါချံကိုစဉ်းစားမိသည့်အခါ ဘယင်မအိမျက်နာသည်ကျွန်ုပ်၏မျက်စိအမှာမထွက်ပဲတဝဲလဲလဲရှိလျာငါတီကမိမတို့၏အစင်မိမတို့၏မာယာစသည်တို့ဖြင့်တွေးဆောင်ဖျားယောင်၍မပါချေနိုင်တော့ဘီဟူအောင်မီလျက်လူမျိုးကြီးလှုပ်၍လာခဲ့ရာယခုတီကရှိကစိတ်တော်မျိုးသည်ကြွယ်ပြောက်၏သွားသည်ဖြင့်ဘယင်မကိုပင်တတ်မှတ်သောစိတ်ဖြစ်ရအကြည့်ဖြင့်တကားဟုတတိယ၍ ကိုလိပ်ပြာကိုရှက်ဆိုသည့်စကားကဲ့သို့ငါကဲ့သို့သောလူအကြီးတန်းကိုဘယင်မသည် ပမာပြုမည်မဟုတ်သည့်အပြင်တစုံတရာသောသူကိုမျော်လင့်ဆောင်စားလျက်ရှိသည်ဟုပြောသည်ကိုထောက်ချင်ပြန်လင်းလေငါလိုလူစားနှင့်ဘာမျှအဆိုင်မီမဟုတ်သည့်အကြောင်းကိုသိရှိရသဖြင့်စိတ်ကိုထုတ်ထီးထားပါတော့လေဘယင်မ၏ရုပ်အစင်သည် မျက်စီရင်မှမထွက်နိုင်ပဲရှိလေ၏ ထိုးကကျွန်ုပ်ဒီမိမိကိုမိမိများစွာစိတ်ဆိုးလျက်အသက်40ကျော်မှနင်တလောက်ဖြစ်ရလိမ့်သလားဟုမိတွန်တောက်တီး၍အိတ်တော်လဲအိပ်ပျော်မီမဟုတ်သည့်အကြောင်းကိုတီးရသဖြင့်တစုံတစ်ခုကိုလုတ်ကင်၍နေမသာလျင်တတရာရချီတော်မူဟုအိယာမထားပီလျင် ကျွန်ုပ်ဆောင်ယူခဲ့သည့်အနိုင်ကိုကြည်ရ၊ဆယ်နိုင်ထိုးလို့စတဲ့ခီချောင်းကို တွေ့မြင်ရလေ၏။ ၎င်းတော့ကျွန်ုပ်ဒီမောင်စောနိုင်ကိုတတိယ၍ကြည့်မီဟု အခန်းတွင်မှထွက်လာခဲ့ပြီလျင်မောင်စောနိုင်ရှိဟာအခန်းသို့ရောက်လျင် အခန်းဝန်း၌ရှိသော ကလကာကိုလက်နှင့်ဖယ်၍အခန်းအတွင်သို့ကြည့်လိုက်ရာမောင်စောနိုင်သည်ကျွန်ုပ်၏အခန်းတွင်ရှိသည့်ကြောက်စပွဲကဲ့သို့ရှိသောစပွဲတစ်ခုပေါ်၌အိပ်ပျော်လျက်ရှိသည့်ကို တွင်မြင်ရလေသည်ဤသို့ပင်အိပ်ပျော်လျက်ရှိတော်လဲ အဖျားသည်အလွန်ပြင်းထန်လာသည်ဖြစ်၍မောင်စောနိုင်မှာအိယာပေါ်တွင်လူးလိမ်လျက်ရှိနေရာမေတာမာမမုံကတင်ကိုမီလျက်အိမ်ငိုင်နေသည်ကိုတွေ့မြင်ရလေ၏ကျွန်ုပ်သည်ဤသို့ကြည့်နေစဉ်မောင်စောနိုင်၏လပကြောမောလာတော်မျက်နာကုန်မြည်ရလေအကယ်၍မောင်စောနိုင်သည်ယောဂပြောက်သည်ဖြင့်မတည်မပြောက်ဖဲဘယင်မနှင့်တွေ့ခဲ့ပါလိမ့် ဘီမအားချစ်ကြိုက်သောစိတ်သည်မုတ်ချပေါ်ပေါက်ရမည်ဖြစ်လေသည် အကယ်၍ကျွန်ုပ်တို့ထင်သည့်အတိုင်းဖြစ်ခဲ့လျှင်ဘီမကို ကျွန်ုပ်တို့နှအိုသည် ရှင်ပြိုင်လှစ်ပတ်ခဲ့ရသည်ဖြစ်ခဲ့ပါသဖြင့်မောင်စောနိုင်အစဉ်သည် အလွန်ဆင်းလှပနေသည်ဖြစ်၍ကျွန်ုပ်ကဲ့သို့အယုံစင်းညက်သောသူတို့ရောက်သည် မုတ်ချအရှုံးပေးရကြည်ရောမည်ဟု အောင်းမေ၍မနာလိုသောစိတ်သည်ရုတ်တရက်ပေါ်ပေါက်၍လာရကား ပတိထားတတ်သောသူဖြစ်၍မကောင်းစိတ်ဝင်လာသည်ကိုချက်ချင်းပယ်ထုတ်ပြီးလင်။ငါသည်တာရင်သမျှချစ်ခင်လာသောသူကိုပင်လင်။ဘီမကိုဆွဲလန်းသည့်အတွက်မနာလုံမရှုစိတ်ဖြစ်ရအခြေဝီတကားဟု အပြစ်တင်ပြီးလင်။ဖြင်းညင်းစွာပြန်လာခဲ့လေ၏။ကျွန်ုပ်၏အခံတွင်သို့အရောက်ပြန်လင်။ကျွန်ုပ်သည်ဂတင်းပေါ်တွင်ပက်လက်လန်လျက် ိမိတွေ့ကြုံရသည့်အဖြစ်တို့ကို ပြန်လည်တွေ့တော်ရမှာရောက်မိရောက်ရာအရက်တွင်ဝဲလျက်သားလင်းရှိသဖြင့်အိတ်မပြောနိုင်ပဲရှိလိမ့်၏တို့ကကျွန်ုပ်သည်အိယာရဲတွင် တွန့်လင်းလျက်ရှိရာမှာတီးမခံနိုင်အောင်ညီမထီထိုင်မထီရှိနေသဖြင့်အိယာမှာထား၍အခန်းတွင်တွင်ထုံမအိမ်မှလူးလာခလျက်တနအီယောနနိုင်မြလမ်းလျှောက်၍နေသည်၏ ဤသို့အတီမနေတိုင်းပဲလူးလာခလျက်ရှိခြင်းကိုနိုင်ရင်၌အပေါငယ်ရှိသည်ကိုရုတ်တရက်တွင်မြင်ရလင်ကျွန်ုပ်သည်မိကွက်ကိုရှူ၍တေချာစွာကြည်လိမ့်၎င်းအပေါမှာလူတရားဝင်ယုံများသာရှိသဖြင့်ကျွန်ုပ်သည်အကယ်၍အပြော်လျက်ရှိသည်အခြားသူတို့သည်ဤအပေါငယ်မှကျွန်ုပ်၏အခန်းတွင်သို့ဝင်လာလျင်ဝင်နိုင်မည်ဖြစ်၍ ဤပေါက်သည်အဘယ်သူသောနေရာနှင့်ဆက်သွယ်လျက်ရှိလေတလိဟုတိလိုသောဆန္ဒအရှိတိဖြစ်၍ဝီကွက်ကိုကင်ပြီးလင်အပေါင်းမှထွက်ခဲ့လေ။အပြင်းတို့ရောက်လျင်အလွန်ကြီးမားလာသောလမ်းတစ်ခုကို ကြောက်တွေထွင်ပေါ်၍ထားသည့်ကိုတွေ့ရှိ၍ကျွန်တော်သည် ထိုလမ်းအတိုင်းပေ90မြလိုက်သွားခဲ့မည်လျှင်အော်တိုဆင်သောကြောက်လီကားတစ်ခုကို ရောက်လျက် ထိုကကျုံသည်မိခွက်ကိုကိုင်လျက်၎င်းကျောင်းလေကမှဖြင်းညင်းစွာဆင်းသွား၍အထစ်လေးချက်ခမ်းမြဆင်းသွားမိလျင်လမ်းကျယ်တစ်ခုကို တွေ့ပြန်လေ၏တိုလမ်းမှလိုက်သွားပြန်ရာပင်ငယ်ပင်90ခမ်းမြသွားမိလျင်အခြားလမ်းတစ်ခုသည်ကျွန်ုပ်သွားလျက်ရှိသောလမ်းနှင့်ကန့်လန့်ဖြစ်လျက်ရှိနေသည့်ကိုတွေ့ရပြန်လေ၏ကျွန်ုပ်လည်းလက်ရလမ်းတို့ထမှန်ရှောက်သွားရာ ပေ90ခန်းတွင် ကလန့်ဖြစ်လျက်ရှိသောအချာလန်တစ်ခုကိုတွေ့မြင်ရလိမ့်၏နောက်တွေ့ရှိသောလမ်းတို့ရောက်လင်ကျွန်ုပ်သည်မိသည်ဘက်သို့လိုက်ရမည်မသိသဖြင့်စဉ်းစားလျက်ရှိစဉ်ရုတ်တရက်လေးတိုက်ခတ်သဖြင့်လက်တွင်ကင်ထားသောမိကွက်တီမိငင်းရီသွားလျာကျွန်ုပ်မှာမောင်အတိပီလျက်ရှိသောအရနာတယောက်ထဲတန်ရင်ခဲလိမ့်၏ကောင်းကြော်လည်းဖြစ်ပြန်မြေတိုက်တွင်လည်းဖြစ်ပြန်သဖြင့် မမဲမမောင်ရှိလျာကျွန်ုပ်မှာလာတော်လန်းကိုအပေကဲလို့ပြန်၍တွားရပါမည်နီဟုစဉ်းစားရင်ချွေးတီးတီးကြအောင်စိတ်ညင်ညူရင်းဖြစ်ရလိမ့်၎င်းနောက်ကျွန်ုပ်ဒီမိခွက်ကိုလက်တစ်ဖက်မှကန်၍အချားလက်တစ်ဖက်ဖြင့်နိုင်ရင်ကိုစမ်းတက်ပြီလေရောက်လို့ရရောက်စီတော့ဟုရှောက်သွားလေရာပေ90ခန်းမြောက်တောင်းမိပြန်လေပေနေရာကအရမမီးရောင်တစ်ခုကိုတွေ့ရလေဤ ထို့အခါကျွန်ုပ်သည်၎င်းမိတွင်ကျွန်ုပ်၏မိခွက်ကိုညှိမိဟု အလင်းရောင်ရှိရာသို့တဖြည်းဖြည်းသွားပြန်ရာ၎င်းမိအောင်မှာကလကာတစ်ချက်အတွင်မှလာသည်ကို တွေ့မြင်ရ၍ကလကာအတွင်းရှိမိသည်လေလင်းကြီးတလဲမတ်ကြီးတကားရှိသည်ကို တွေ့မြင်ရသည်တဖြင့်မိခဲ့တော်မူဖြစ်လေသည်ကိုတိလူတိဖြစ်၍အနီးတို့ရောက်အောင်တော်လိမ့်၏ ဤတို့ခြေလ90မှာသွားမိ၍ကလကအနီးတို့ရောက်လင် တွေ့မြင်ရသည့်အရာတို့မှာအသေးနှလုံးတုံလုံးဖွဲကောင်းလာပြီကျွန်ုပ်သည်ကလကအနီးတို့ရောက်လင်ကလကသည်ကောင်းစွာမစေသဖြင့်အကြားမှချောင်းကြည့်လိုက်ရာပေ20ပတ်လည်ခန်းရှိသောအခန်းတစ်ခုကို တွေ့မြင်ရလေ၎င်း၏အလဲ၌ကအလွန်ဖြူလာသောမိတောက်တစ်ခုသည် အခိုးအလေးမထွက်ဘဲတောင်းလောင်လျက်ရှိရာ အခန်းကြီးတစ်ပတ်လိုက်က၄ဘီခန်းရှိသောစင်တစ်ခုရှိသည့်အနားစင်တစ်ခုဝန်၌က အလောင်းနှင့်တံတန်တို့သောအရာတစ်ခုကိုအဝိတို့ဖြင့်လွန်ဖုံလျက်ရှိသည်ကိုတွေ့မိရှာလိမ့်မည်။အခြားစင်၏အပေါ်၌က ကောင်းမွန်လှပစွာထိုးရွက်ရထားသောစာဝိတစ်ခုရှိလိမ့်မည်။မိတော်၏အနီး၌မူမိမကြီးရောက်သည့်မဲနက်သောအဝိကို ကောင်းမွေးချံ၍တူထောင်လျက် ကျွန်ုပ်ရှိရာနဘေးတိုက်ထိုင်နေဒီကို တွေ့မြင်ရလေကျွန်ုပ်ဒီအလွန်တရာအပ်ဩလာသဖြင့်အဘေသူဒီအဘေအကြောင်းနဲ့ဤအချင်းဤရက်တွင်ထိုင်နေရသည်ကို မတွေ့တော့နိုင်ပဲကြက်တေတည်း၍ကြည်လျက်ရှိစဉ်မိတော့အနည်းကြီးမိမသည်ထိုင်ရာမှယုတ်တည့်ရထား၍ခေါင်းမွေးချုံလျက်ရှိသောအဝိမေကြီးကိုပြစ်ချလိုက်ရ၎င်းမိမမှာ ယူပနန္ဒီဖြစ်ကြောင်းကို တွေ့မြင်ရလေ၏။ဘုရင်မမှာကျွန်တော်နေတွေ့ရှိစဉ်အခါကကဲ့သို့ပင်ဝစ်စန်နေရရှိရာစပင်တို့မှလည်းဖာလာချာလီရဲ့မြည်တို့ဝဲတီတိုက်အောင်ရှိလေ၏။ဤတို့အံ့ဩခြင်းမကအံ့ဩလျက်ကျွန်ုပ်သည်ဘုရင်မ၏မျက်နှာကို ကြည်လိုက်ရာဘုရင်မ၏မေတ္တာနိုင်မှုကတသက်တွင်မမေ့နိုင်လောက်သောမျက်နှာကိုတွေ့မြင်ရကုန်၏။ ထိုကားဘယင်မ၏မျက်နှာသည်ညှင့်ဦးအခါကကဲ့သို့ချော်မော်လှပခြင်းရှိတော်ညာလေ၎င်း၏မျက်နှာသာသည်ကအပြင်းအထန်ဝေဒနာခံစားရခြင်းအလွန်အမင်းဒေါသထွက်ခြင်းအလွန်အမင်းရင်ညိုထားခြင်းအဆရှိသောအခြင်းအရာတို့ကို ကြင်ရှားသေးချစွာ တွေ့မြင်ရလေ၏ဤသို့ရလျက်ရှိစဉ် ဘရင်မသည်လက်နှစ်ဘက်ကို အပေါ်တို့မြောက်လျက်လက်ချောင်းတို့မှလည်းအပြင်းထန်ဝေဒနာခံရပြီးတကယ်တော့ကြက်တဲစွာဆုံးလျက်မျက်နှာသားသည်လည်းရှီကားထက်ပင်ဒေါသအမျက် ပြင်းစွာထွက်တော်ဟန်တွင် ရှိနေလေ၏ဤတို့ထူးဆန်းသောအမှုရာတို့ကိုငေးလျက်ကြည့်နေစဉ်ကျွန်ုပ်သည် ကျွန်ုပ်၏အဖြစ်ကိုတရေရာ၍ဘီမတီကလကာချာမှာကျွန်ုပ်ကိုမြည်သည်ဖြစ်စေ မတော်တဆခြေတံကြောင့်ဖြစ်စေ သူ၏အတက်နေဖြစ်စေကျွန်တော်ဒီထိုင်ရာမှာချောင်းမြောင်းကြည့်ရှုလျက်ရှိသည့်အကြောင်းကိုသိရှိလေမောကကျွန်တော်မုတ်ချမလို့တရားရုံမီဖြစ်ကြောင်းစဉ်းစားမိလေ။ဤတို့ပင်စဉ်းစားမိတော့လေကျွန်တော်မှာတိလို့တော့စိတ်စောသည်အာကြီးလာသည်ဖြစ်၏။တေရောမှတိစီအဆုံးတိုင်းကြည့်တော်မီဟုအောင်းမိပြီလင်ကလကာမမခွာနိုင်ပဲရှိနေလေ။ဤကဲ့သို့ကြည်လျက်ရှိစဉ် ဘီမသည်မြောက်ထားသောလက်ကိုချထားပြီးလင်တပံပြန်၍မြောက်လိုက်သည့်အခါ၎င်း၏အနီး၌ရှိသောမိတောက်သည် လက်ကိုလိုက်ပြီးတကယ်တော့ happy တကယ်တော့မိတောက်သည်ကိုမိုးတို့တိုင်အောင်တိုး၍တက်သည်ဖြင့်တကယ်လုံးတင့်တင့်လင်းလျက်စင်ပေါ်၌ရှိသော အလောင်းမှဆာ၍အခန်းတွင်ရှိသောအရာဝိထုတို့ကိုကျွန်ုပ်သည်ထင်ရှားစွာမြင်ရလေ၏ ၎င်းသာလက်ကိုချလိုက်သည့်အခါမိတော့သည် ရှီကာကဲ့သို့တင်းငယ်ရီသွားပြန်ရာတပံပြန်၍မြောက်သည့်အခါ၌ကမိတော့သည် ရှီနီတို့လက်ကိုလိုက်၍ဟတ်တင်နေဟန်ဖြင့်အမောတို့တောင်ထိုး၍တက်ပြန်၏ဤသို့လက်ကိုချကြည့်မြောက်ချီပြလိုလျက်ရှိစဉ်ဘယင်းမ၏ပစံမှာလဲအလွန်တရာစိတ်အားကြီးသောအတိုင်းဖြင့်လက်ကိုချသည့်ခါနိုင်တယ် လာရော့ဟဲ့စိတ်ဓာတ်တွေဝီတေရော့ဟဲ့စိတ်ဓာတ်တွေဝီမတ်ကေရော့ဟဲ့စိတ်ဓာတ်တွေဝီငါပဲဟဲ့အရှုပနန်တီလာရော့ဟဲ့နင်းတို့တမျိုးလုံးကုံ ရော့ဟဲ့နင်းတို့တဆွေလုံးတွားရော့ဟဲ့နင့်အယောစင်လာအောင်ဟဲ့နင်းနောက်တစ်ခါသတ်သဖြင့်လက်ကိုချတဲ့အခါတိုင်းစိုးမီးလျက်ရှိရာလက်ချလျင်မိတောက်သည်မိန်လျက်ရှိရာလက်မြောင်လျင်မိတောက်သည်ထား၍တောက်ပြန်လျင် လာနိုင်သေးသလားဟဲ့နေတဲ့လူအုံးမလားဟဲ့ငါအချင်းတင်သေးရောဟဲ့ငါ့ကျင်စာလာလီရောဟဲ့ဘေးအပါစသဖြင့်ဆက်လက်၍ရွတ်ဆိုပြီးလင်ဘေးမာတီမောလာနေမောလာတီလက္ခဏာနဲ့လက်ပိုက်ရရနာလီရယ်အော်ငါချင်းမိမဲ့လေသူ့ကိုထိမဲမထင်ဘူးထင်ပါရဲ့လေငါလက်ကတချိန်လွတ်သွားပြီးနောက်ပြန်ရောက်မလာဘူးထင်ပါရဲ့ဟုတ် ညညူပြန်၍အမောပြေလောက်ပြန်လေတဖန်ရှိကားကဲ့သို့စုံမီကျင်စင်းပြန်လေ၏ဤတို့လောက်ကိုမြောက်ချီချကြီးလုပ်သည့်အခါမိတော့သည်ဝေးချီတောက်ချီဖြစ်လျက်စင်ပေါ်၌ရှိသောအလောင်းကိုလည်းကျွန်ုပ်သည်မြင်ရချီတခါမမြင်ရချီတလဲနေရှိစဉ်ဘယင်မသည်စိတ်အားကြီးစွာစုံမီလျက်ရှိသည်ဖြစ်သောကြောင့်ကြံဆိုသည့်အတန်တော်မှာကြောက်မပွဲကောင်းလာပေ၏ ဤသို့အချိန်နှင့်အဖန်ဖန်စုံမီချိန်ရှဲ၍မောလင်ဘယင်မသည်မိတော်အနီးတွင်ထိုင်လျက်အော်အနှစ်2000ကျော်လုံးလုံးစောင့်ဆိုင်ခဲ့ရတာပြင်းလာပါပြီနော်လာလျင်လည်းလာပါတော့ငယ်ချေလွမ်းလာပါပြီအော်ခုနေများဘယ်ဘွားဘယ်ရောက်ဘယ်ဖြစ်ကိုရောက်လို့နေရှာလဲမသိရဘူးနော်တိရလျင်ဖြင့်သူရှိရဘွားကိုလိုက်ရလျက်ငါမှ နေထိုင်ရခြင်းမှာဘယ်အရာမှလိုလေတည်းမရှိပေဘူး။သို့သောသူတယောက်မရှိတဲ့အတွက်တမိဟာဘလိုပင်ပေါ်တော်လဲစိတ်သေးကမကြည်ချမ်းဘူးကွယ်။အတက်။အော်ငါအတက်ငါအတဲငါအချစ်ငါအစီရဲ့လာလီရဲလာပါတော့ကွယ်အောင်းမေလာပြီဟုဆိုမီလီရဲ့ဘယင်မာတီအလွန်တရာလွတ်ဆွလာသဖြင့်အတဲနှလုံးပြည့်ကျွေးလို့ပဒန်းရှိအောင် ပူပန်လာသောအမူအရာဖြင့်ရင်ကိုထုလျက်ရှိုက်ကြီးတငယ်ငိုကြွေးနေတယ်။ဘေးမသည်ဤတို့တန်တငိုကြွေးရာမှာရုတ်တရက်ထပြီးလျင်ဖလာချလျက်ရှိသောစပေများကိုထုံးလျက်အလောင်းရှိရာသို့တော်၏။အိုးကုမာရဲကျမလာပြီလေရှင်မသိဘူးလားဟုပြောလျင်ကျွန်တော်မှာ၎င်းနမေကိုကြားသဖြင့်ပြင်းထန်စွာတောင်းလို့လည်းရရှိလေ။ဘုရင်မလည်း အိုးကုမာရရဲ့ကျမကိုနှုတ်မြာမှမဆက်ဘူးလားရှင်။အော်ကုမာရကုမာရရုပ်ကြီးသာရှိပါတော့ကလား။ရှင်ရဲ့ဝိညာဉ်ကပဲစီမြာရောက်ရှာလိမ့်တယ်လေနော်။ဒီရုပ်ကြီးလှုပ်ရှားအောင်တော့ကျမတတ်နိုင်ပါရဲ့ရှင်။သို့တော့အတက်မှာရှင်တမဟုတ်ကျမတွင်တဲ့အတ္တသာဖြစ်လို့ကျမစီခံတလို့သာရှင်လုံးနိုင်တော့မယ်။ကဲထအောင်လုပ်ရမလားအတက်ငယ်ချစ်စီလာမလားဟုတ်ပြောရဲ့ ဘရင်မသည်လန်နဘတ်ကိုဆန့်ထန်၍ခေါမီကဲ့သို့ပြုတ်လေလင် အဝတ်လွမ်းလျက်ရှိသောအလောင်းသည်တဖြည်းဖြည်းလှုပ်၍လာသည်ကိုမြင်ရသဖြင့်ကျွန်ုပ်မှမကြည့်ဝှောက်ဟောင်းပင်ကြောက်ရွံ့လာသည်ဖြစ်၍ကလကကွယ်လျက်နေရလေ၏၎င်းသောဘရင်မကရှင်အောင်လှုပ်ပင်မလဲအကျိုးမရှိပါဘူးလေလှုပ်ရှားရုံသာရှိရောမှာပဲ နေပါစီရောနေပါစီတော့ဟုပြောပြီးလင်အလောင်းဒီမလုံမရှားပဲငြိမ်သက်စွာရှိနေပြန်လေ။ဘယင်မလည်းအလွန်ပူဆွေးလာသည့်လက္ခဏာနဲ့အလောင်းပေါ်တို့ပြည်လဲပြီးလင်အလောင်းကိုတန်းရှုံ၍ငိုကြွေးပြန်ရာ ကျွန်ုပ်မှာတညအတွင် တွေ့ကြုံရသည့်အဖြစ်ပြက်တို့မှာထူးဆန်းလာသည့်ဖြစ်၍ကျွန်ုပ်၏နှလုံးသည်ကရုံကရင်ဖြစ်လျက်ယူတွေ့၍သွားမတတ်ရှိနေသည်ကိုသိရှိသည်ဖြင့် ဆက်လက်၍ကြည့်ရှုခဲ့လေ။ငါသည်နနံ့မလင်မီ မုတ်ချ YouTube ခြေတော်မီဟုတတိယပြီလေ။မိကွက်ကိုကန်လျက်ဘယင်မရှိရာအခမ်းမှထွက်လာခဲ့လေသည်။ကျွန်ုပ်သည်ဤသို့လာလန်းကိုတွေ့တော်၍လက်ဖြင့်နိုင်ရန်တို့ကိုစံသက်ကားလာပါတော့လေ။မောင်ကလည်းမိုက်စိတ်ကလည်းကြောင်ချောက်ချာဖြစ်လမ်းမှာလည်းအလွန်အကွေကောက်များသည့်ဖြစ်၍တဝဲလည်းလည်းရှိနေရာ မိုးလေးချိန်တိုင်းရောက်မှကျွန်ုပ်၏အခန်းတွင်သို့ရောက်သဖြင့်အဲ့ရာတွင် ပြစ်လဲလိုက်ရာတခါရေအိပ်ပျော်၍သွားလိမ့်၏အခန်း၁၃ကိုနောက်ရက်ဒီမှာဆလာဖဖျပေးတော်မှာဖြစ်ပါတယ်အဆုံးထိခူဆန်နာစင်ပေးခဲ့တော်လုံးကိုထိုးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကျေးမှာပေးကြပါစေ Thank you.